အာရခတ်တပ်တော် AA ကအိနေဂျင်တိုင်းဒေသကြီးများအတွင်သို့၎င်း၏မဟာမိတ်အဖွဲ့များနှင့်အတူထိုးစစ်များဆင်နွှဲခဲ့ရာမြန်မာပြည်အတွင်ကပြည်ရင်းစစ်မီးသည် နိုင်ငံ၏နေမြေတများသို့ကူးစက်ပြန့်နှံ့လာခဲ့သည် ထို့ပြင် AA နှင့်မဟာမိတ်တပ်များသည်စစ်တပ်၏အဓိကကျသည့်စစ်လက်နက်ထိုးစက်ရုံများနှင့်ဓာတ်တကန်အကွာသို့ရောက်ရှိလာပြီဖြစ်သည်မြန်မာပြည်အတွင်ကတောက်လောင်နေစေဖြစ်သည့်ပြည်ရင်းစစ်မီးသည်လေးမျက်နှာမျိုးနှင့်အတွင်ရှိ ဥစိမ်မြင့်တို့နေထိုင်ရာရွာကလေးတို့မတ်လာဤတခုတည်းသောနေရက်တွင် ဖိတ်မခေါ်ဘဲကူးဆက်ပြန်နှံလာခဲ့သည်။တမန်အရှိန်တွင်တည်ငြိမ်အေဂျင့်ပြီးလေယာလုပ်ငန်းဖြင့်အ धिक အသက်မွေးသည့်အေယာဝတီတိုင်းဒေသကြီး၏အနောက်မြောက်အရက်သို့ထိုးစစ်ဆင်လာသောအေအေတပ်ဖွဲ့များကိုစစ်တပ်ကပြန်လည်တိုက်ထုတ်စဉ်ဒေချောင်းရံကိုစိုးရိမ်၍ဒေသခံအများအပြားသည်ကျွရွာများမှထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ဥစိမ်မြင့်အမည်လွဲက ၎င်းတို့၏နေအိမ်များသို့ဘုံမိုးများများမကြမီရွာချလာတော်မူကို အနည်းနှင့်အမြန်ပင်သိရှိလိုက်သည်။၎င်းသည်မွေးချင်းမောင်နှမနှစ်ဦးနှင့်အတူပသိမ်မုံရွာကလမကြီးအနီးတည်ရှိသောပန်းတော်ကြီးရွာတွင်နေထိုင်သည်။၎င်းတို့၏ရွာလေးသည်မြို့တော်ပသိမ်ဤမြောက်ဖက်130ကီလိုမီတာခန့်အကွာတွင်တည်ရှိသည်။တိုက်ပွဲများတဖြည်းဖြည်းနီးကပ်လာသဖြင့်ပန်းတော်ကြီးရွာမှအရှားဒေသသို့တိတ်ရှောင်ရန်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်တို့မိသားစုကတော့အရှိနေမကောင်းမှုထင်လို့တကြံမတိုင်ခင်ဧပြီလအစကတည်းကဟင်းတတာမျိုးပေါ်ကအတိမိတ်ဆွေအိမ်မှာစစ်ပေးလျှောက်နေတာဟုဥစိန်မြင့်ကပြောသည်၎င်းတို့၏ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်ရွာမှထွက်လာပြီးရတတပတ်နှစ်ပတ်အကြာတွင် ပန်တော်ကြီးရွာသည်လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများခံခဲ့ရပြီးနေရင်အရှုမီးလောင်ပျက်စီးခဲ့သည်ကြံရှိနေသေးသည့်ဒေသခံများလည်းထိုးရွာမှထွက်ပြေးတိတ်ဆောင်ခဲ့ကြတော့သည် ကျွန်တော်တို့အိမ်ကမီးလောင်တဲ့အထဲတော့ပါမသွားဘူးလို့ကြားတာပဲဒါပေမဲ့ကိုယ်တိုင်သွားမကြည့်နိုင်သေးတော့မီးတဲ့ပါမပါသေးကြတော့မသိသေးဟုဦးစိန်မြင့်က Frontier တို့ Ebrella နောင်ပိုင်းတွင်ပြောသည်လွန်ခဲ့သည့်ဒီဇင်ဘာအတွင်း AA တပ်ဖွဲ့ကဂွားမျိုးနယ်ကိုသိမ်းပိုက်ပြီးနောက်အယောက်ရီတိုင်းဒေသကြီးအတွင်းသို့ဆက်လက်၍ထိုးစစ်ဆင်ခဲ့သည်ရခိုင်ပြည်နယ်ဤတောင်ဘက်အစွန်အဖျားဒေသကိုသိမ်းပိုက်ပြီးနောက်အေအေတပ်များသည်ရခိုင်ရိုးမတောင်ရှိများမှတဆင့်မြဝကျွန်းပေါ်ဒေသသို့စတင်ဝင်ရောက်က အရှေ့ဘက်တွင်ရေကြီးမြို့နယ်နှင့်တောင်ဘက်တွင်ပသိမ်မြို့နယ်များသို့ထိုးပေါက်ဝင်ရောက်လာခြင်းဖြစ်သည်ထိုအချိန်မှစ၍အေအေကပသိမ်မုံရွာအဝေးပြေးလက်မတလျှောက်ချင်းစစ်ကောင်စီတပ်စခန်းအများအပြားကိုတိုက်ခိုက်ခဲ့သည်ပသိမ်မုံရွာကားလက်သည်950ကီလိုမီတာရှည်လျားသည့်နှစ်လမ်းသွားအဝေးပြေးလက်မကြီးဖြစ်ကရခိုင်ရိုးမနှင့်အေယာဝတီမြေ၏အနောက်ဘက်ကန်တို့ကိုတောင်မမြောက်သို့ဆက်သွယ်ပေးထားသည် စစ်တပ်ကလည်းအရေးပါလာသည့်ထိုလမ်းမကြီးကို ထိန်းချုပ်ရန်လုံခြုံရေးတိုးမြင့်ကဖြတ်တန်းသွားလာမှုများကိုကန့်သတ်ခဲ့သည်။ AR တိုင်းအတွင်ကတိုက်ပွဲများကြောင့်ကြက်ရစ်ခဲ့သည့်ဒေသခံများသည့်အခက်အခဲများကြုံတွေ့နေရကြောင်းလေးမျက်နှာမျိုးနဲ့စီကွင်းရွာကလူငယ်တအူးကပြောသည်။ကျွန်တော်တို့ရွာက ပသိမ်မုံရွာကားလမ်းပေးမှာအဲ့ဒီလမ်းရဲ့အရှိချမ်းနဲ့အနောက်ရှမ်းကကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်နေတယ်။ ကျွန်တော်တို့ရွာမှာတိုက်ပွဲတွေမရှိသေးပေမဲ့ရွာရဲ့ဘေးတစ်ဖက်စီမှာတိုက်ပွဲတွေဖြစ်နေတော့ကျွန်တော်တို့မှာလိုအပ်တဲ့စားသောက်ကုန်တွေကိုလေးမျက်နှာမျိုးနဲ့ငတိုင်းချောင်းမျိုးတွေအထိတက်ပြီးသွားဝယ်လို့မရပဲဖြစ်နေတယ်ဟု၎င်းကပြောသည်တိုက်ပွဲတွေဖြစ်ပြီးကုတန်သွားလာရတာမကောင်းတော့ပတ်စံရှိတဲ့သူတွေကစစ်ဖြစ်တန်ကြကလေးကလိုအပ်တာတွေကြိုးဝဲထားကြလို့အဆင်ပြေကြသေးတယ် ကျွန်တော်တို့လိုလက်လောက်လက်စားသမားတွေအတွက်တော့ဒီအတိုင်းဆိုဘလို့မှအစင်မပြေနိုင်ဘူးဟုထိုလူငယ်က frontier ကိုပြောသည်တိုက်ပွဲအများစုသည်အယောဂရီတိုင်းဒေသကြီး၏နေစွန်နယ်ဖျားများတွင်သာဖြစ်နေသေးတော်လဲစစ်မီး၏ရိုက်ခတ်မှုတံကိုမြို့ပြဒေသများကပါခံစားကြရသည်အရှိုးစစ်ဆောင်များကအယောဂရီမြေအနောက်ဘက်ကရှိလူဦးရေတသိန်းခန့်ရှိသောဟင်တရာမြို့ပေါ်သို့သွားရောက်နေထိုင်ကြသည်ဟင်တရာမြို့ပေါ်မှာစစ်ဆောင်တွေရှိတယ် တရှိုးကတော့အတိမိတ်ဆွေတွေရဲ့အိမ်မှာနေနေကြတယ်။တရှိုးကလည်းအိမ်ငားနေနေကြတယ်။ဒါပေမဲ့အများစုကတော့အိမ်ငားနေကြတာဟုဟင်တတာမျိုးကံဦးစိုးသိန်းကပြောသည်။ကိုမျိုးမှလည်းဘယ်အချိန်ဆေးရောက်လာမလဲမသိဘူး။အရင်ကားထက်တော့ပိုပြီးတတိထားနေကြရတာပေါ့ဟု၎င်းကပြောသည်။ဒီဇင်ဘာလနောက်ပိုင်းမှာစ၍အာရခတတော်သည် N တောင်ကုတ် ကွာစသည့်မြို့များမှတဆက်ရခိုင်ရိုးမတောင်တန်းကြီးများကိုဖျက်ဆီး၍နေချင်းထိဆက်နေသည့်တိုင်းဒေသကြီးများအတွင်သို့ထိုးဖောက်ဝင်ရောက်၍ရှိတက်လာခဲ့သည်တို့ဖြစ်ရာတည်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်အရေးပါလာသည့်ပသိမ်မုံရွာအဝေးပြေးလမ်းမနှင့်အနီးရှိကာကွယ်ရေးပစ္စည်းဆက်ယုံများသည့်ရှိန်ရှောက်ခံရသည့်အခြေအနေတို့ရောက်ရှိလာသည် အေတပ်ဖွဲ့ဤအေဝရီထိုးစစ်သည်ရခိုင်နယ်စပ်ကိုကျော်လွန်၍အိမ်နီးချင်းတိုင်းဒေသကြီးများသို့ဆင်နွှဲသည့်တိုက်စစ်များဦးတုံးစင်အနက်ဒဇင်းဖြစ်သည်ကြံထိုးစစ်များတွင် အေအေတပ်ဖွဲ့များသည်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှပဲခူးတိုင်းဒေသကြီးပထောင်မြို့နယ်သို့လက်ကောင်းအမ်းမြို့နယ်မှ မကွေးတိုင်းဒေသကြီးရှိငပဲမြို့နယ်များသို့လက်ကောင်းဝင်ရောက်၍စစ်တပ်စခန်းများကိုတိုက်ခိုက်ခဲ့သည် ဇန်နဝါရီ26ရက်တွင် အေအေကရခိုင်နှင့်ပဲခူးအဆက်ရှိစစ်ကောင်စီ၏မိုးထီတောင်စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်။ထို့နောက်တောင်ပေါ်လမ်းတစ်လျှောက်ဆက်လက်ရှိတက်၍15ကီလိုမီတာခန့်အကွာရှိအင်အားအများအပြားတပ်စခန်းရှာထားသောညောင်ကျိုးပြူဟာစခန်းကုန်းကိုနှစ်လအကြာတွင်ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ထိုပြူဟာစခန်းကုန်းကိုသိမ်းပိုက်နိုင်လိုက်သည့်ဖြင့်အေအော်ရီမြေ၏အနောက်ဘက်ကမ်းရှိဒေသများကို ထိုးပေါက်ဝင်ရောက်နိုင်ရန်လမ်းပွင့်သွားခဲ့သည်။ တိုက်ပွဲများပုံမပြင်းထန်လာနိုင်သည့်အတွက်ဒေသခံထောင်ပေါင်းများစွာစစ်ပေးတိမ်းရှောင်ခဲ့ကြသည် စစ်ကောင်စီနှင့်အေအေဦးဆောင်သည့်တော်လရေးတပ်ဖွဲ့များကြားဘကိုးတိုင်းဒေသကြီးအနောက်ဘက်ဆိုင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းဘကိုးအရှေ့ဆိုင်တော်လရေးတပ်များက Frontier တို့ပြောသည်ဘကိုးတိုင်းအနောက်ရှမ်းမှာအခုရက်ပိုင်းစစ်ရေးကအေးနေတယ်လို့ပြောလို့ရတယ် စစ်ကောင်စီတပ်တွေကအခုစစ်ရေးအရာပြည်စင်မှုတွေအပြောင်းလဲတွေလုပ်နေတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ကင်းစခန်းငယ်လေးတွေစီကနေဆုတ်ခွာသွားတာမျိုးတွေတွေ့ရတယ်ဟုဘကိုးတိုင်းဒေသကြီးကျိုးပင်ကောင်းမျိုးနယ်တွင်လှုပ်ရှားနေသည့်ဘကိုးရုံးမအရှိပြုတခွဲတခုဖြစ်သောကျိုးပင်ကောင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူတအူက Frontier ကိုပြောသည်။ ပထောင်မျိုးနယ်တဲကညောင်ကျိုးရွာနဲ့ညောင်ရှတောက်ရွာကပြည်သူတွေကနီးစပ်ရာကျွေးရွာတွေစီကိုစစ်ဆောင်နေကြဆဲဖြစ်ပါတယ်။စစ်ဆောင်တွေကပထောင်မျိုးအုတ်ရွှေပင်မျိုးနဲ့ပြည်မျိုးတွေစီကိုသွားပြီးစစ်ဆောင်ကြတဲ့ဟုအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ကပဲခူးတိုင်းဒေသကြီးပြည်ခရိုင်အတွင်းလှုပ်ရှားနေသည့် တရင်3600နှစ်ဤပြောရဲဆိုခွင့်ရှိသူတအူးကပြောသည် ပြည်မျိုးတွင်ခိုးလုံနေသည့်အမျိုးသမီးတအူးက၎င်းတို့မိသားစုသည်မတ်လကလေးကပထောင်မြို့နယ်မှာဆစ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းပြောသည်အခုချိန်ထိတော့အိမ်ကားနေပြီးပါလာတဲ့ငွေနဲ့ပဲနေထိုင်စားတောက်နေဆဲဖြစ်ပါတယ်အိမ်ကိုပြန်ဖို့ကြောက်မဲ့အရှိန်နေဆိုရင်တော့ပြီမှာပဲအလုတ်ကန်လေးတွေရှာကြည့်ရမှာပဲဘာကြောင့်စစ်တိုက်ကြတယ်လဲဆိုတာနားမလည်နိုင်ဘူးကျမကတော့အမြန်ဆုံးအိမ်ပြန်ချင်တာပဲတည်တယ်ဟု ထိုအမျိုးသမီးကပြောသည် မြောက်ပိုင်းတကြောတွင်မူအေအေတပ်များသည်ဒီဇင်ဘာလအတွင်းအမ်မျိုးနှင့်စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးချိန်မှစ၍ရခိုင်ရိုမာနှင့်မကွေးဒေသသို့ဆက်သွယ်ထားသောအဘဒန်ကာလန်တလျှောက်ထိုးစစ်ဆင်နေခဲ့သည်။သို့သောထိုးဒေသရှိအေအေ၏ထိုးစစ်သည်ငဖဲမြို့နယ်အတွင်းရှိအင်အားအခါရမှတဆွဲထားသည့်နေရီကံဗျူဟာကုန်းစခန်းအရောက်တွင်ရပ်တန့်သွားပြီးထိုစခန်းကိုသိမ်းပိုက်နိုင်ရန်ကြိုးပမ်းနေပုံပေါ်သည် AAA ထိုးစစ်များတွင်ဝင်ရောက်ကူညီတိုက်ခိုက်ပေးနေသည့်ပြည်သူ့လွတ်လပ်ရေးတပ်မတော် PIAE အကြီးတန်းအရာရှိတအူးကမူနယ်ရိတ်ကံပြူဟာကုန်းသည် မကွေးတိုင်းဒေသကြီးအတွင်းသို့အ धिक ကြသည့်ဝင်ပေါက်တစ်ခုဖြစ်ကာထိုးစကန်းကိုသိမ်းပိုက်နိုင်ပါကတော်လရေးတပ်များသည် ထိုးတိုင်းဒေသကြီး၏ဒေသအနှံ့အပြားသို့လွတ်လပ်စွာလှုပ်ရှားနိုင်မည်ဖြစ်သည်ဟုဆိုသည် သူကတော့မကြအောင်အစွမ်းကုန်ခုခံကာကွယ်တဲ့ အခုလက်ရှိမှာလည်းအဲ့ဒီစစ်တပ်ကတွတ်တက်အင်အားတွေကို အလုံးအရင်နဲ့ဖြည့်နေတယ်ဟုပြည်သူလွတ်လပ်ရေးတပ်တော်ဗဟိုကော်မတီဝင်ကိုမိုးနေလာကပြောသည်လက်ရှိမှာတော့တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ရန်သူကတော့ထောက်ပို့လမ်းကြောင်းကနေလက်နက်ခဲယမ်းတွေရောဖြည့်တင်းနေတယ်ဒီအတွက်ထောက်ပို့လမ်းကြောင်းဖြတ်တောက်ရေးနဲ့တိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်ဟု၎င်းကဆက်လက်ပြောကြသည် ငဖဲမြို့နယ်အတွင်းရှိရွာပေါင်း73ရွာမှလူဦးရေ2000ကျော်သည်တိုက်ပွဲများကြောင့်စစ်ပေးဆောင်ခဲ့ရသည်ဟုစစ်စစ်ရေးများတွင် AA ဘက်ကဝင်ရောက်တိုက်ခိုက်ပေးနေသည့်အရှိုရှင်းကာကွယ်ရေးတပ် ACDFE ပြောရေးဆိုခွင့်ရှိသူ Slime ခဏီလေးပွေကပြောသည် အခုလောလောဆယ်စစ်ဖြစ်တာကငဖဲမြို့နယ်တောင်ပေါ်ဒေသမှဥတီဖြစ်တာဆိုတော့တောင်ပေါ်ဒေသကလူတွေစစ်ပေးဆောင်နေကြရတယ်ဟု၎င်းကပြောသည် မြောက်ဘက်တွင်ငဖဲမျိုးနှင့်တောင်ဘက်တွင်ဗဒောင်းမျိုးတို့ရှိသည့်မကွေးတိုင်းဒေသကြီးမင်းတုံမျိုးနယ်တွင်မူအရှိအနေကငိမ့်သက်နေဆဲဖြစ်သည်ဟုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကောင်းဆောင်ကိုပါဟင်းကဆိုသည်ထို့သောမင်းတုံမျိုးလေကောင်ကိုဖျက်ဆီးသွားသည့်ပသိမ်မုံရအဝေးပြေးလက်မကြီးတစ်လျှောက်တွင်မူစစ်တပ်ကလုံခြုံရေးကိုတုံးမြင့်ထားသည် ပသိမ်မုံရွာလမ်းအနောက်ဘက်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေရှေကုန်းယူထားတဲ့နေရာတွေစီကိုရိတ်ခါတွေမရောက်အောင်စစ်ကောင်စီကလမ်းပိုင်းပိတ်ဆို့တာတွေလုပ်ပြီးဘာမှတည်ယူခွင့်မပေးဘူးပသိမ်မုံရွာလမ်းပိုင်းမှာစစ်ကောင်စီစခန်းတွေခက်စိတ်စိတ်နေရာယူထားတဲ့ဒီလမ်းပိုင်းကိုစုံမို့ဖို့သူတို့အင်အားအများအပြားတုံးထားတယ်ဟုကိုပါဟင်းကပြောသည်ထိုဝေပြေးလမ်းသည်အေယာရီမြင့်အနောက်ဘက်ကပဲခူးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်အများဆုံးရှိနေသော စစ်တပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံများလက်ပတ်နိုင်ရေးအတွက်အရေးပါသည်ဟု2023ဇန်နဝါရီလတွင်ထုတ်ဝေသည့်မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ၏အစီရင်ခံစာတွင်ဖော်ပြထားသည်လူနည်းစုတိုင်းရင်းသားများထက်စာလင်ရှိန်ရှောက်မှုသိမရှိဟုစစ်တပ်ကယူဆသည့်ဗုဒ္ဓဘာသာဝင်ဗမာလူမျိုးအများစုနေထိုင်ပြီးတမိုင်းတခြားကောင်းမွန်စွာထိရှုံနိုင်ခဲ့သဖြင့် စစ်တပ်ကထိုတိုင်းဒေသကြီးများတွင် ကပ္ပါစားဆက်ရုံအများအပြားကိုတိစောက်ထားခြင်းဖြစ်ကြောင်းအစိုးရခန်းစားကဆိုသည်။အေယာဝရမြေနောက်ဘက်ကန်တွင်ယခုရင်ဆိုင်နေရတကယ်တို့၎င်းတို့၏ရှုပ်ကိုင်မှုကိုရှင်းလျှောက်လာနိုင်သည့်တိုင်းသားတပ်များနှင့်ဗမာအင်အားစုများပူးပေါင်းသွားနိုင်ခြေကိုစစ်တပ်ကညီတိအခါကမှတွေးတောနိုင်ခဲ့ပုံမပေါ်ပေ။ အာနာသိမီနာ၁၈လနေပါကြအထိအေအေကစစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းမပြုဘဲရခိုင်ပြည်နယ်ရှိကျေးလက်ဒေသများကိုအခိုင်အမာထိရှုပ်ရန်သာကြိုးပမ်းနေခဲ့သည်။တနိုင်ကံလုံးအတိုင်းအတာဖြင့်စစ်ကောင်စီကိုစန့်ကျင်နေသည့်တော်လရင်လှုပ်ရှားမှုများကိုစိတ်မဝင်စားသရာလူထုကထင်မြင်ယူဆလာရန်ငြိမ်သက်နေခဲ့သည်။တို့ရတွင်အေအေကရခိုင်နယ်စပ်တွင်ပေါ်ပေါက်လာသည့်ဆရာနာရှင်စန့်ကျင်ရေးလက်နက်ကိုင်တပ်ဖွဲ့များကိုတိတ်တဆိတ်စစ်တင်တန်းပေးပြီးလက်နက်များပါတပ်ဆင်ပေးခဲ့သည် နေ့စဉ် AA တပ်ဖွဲ့ကိုစတင်တည်ထောင်ခဲ့သည့်ဧပြီလရောက်တိုင်းတော်လန်ရေးအဖွဲ့အများအပြားကနှစ်ပတ်လည်အထရေမတ်ဂုံပြူတဝင်းလွာများပေးပို့ခဲ့ကြသည်၎င်းတို့အနက်မကွေးတိုင်းဒေသကြီးအတွင်းလှုပ်ရှားနေသည့်လက်နက်ကင်အဖွဲ့အများအပြားပါဝင်သည့် ယခုနှစ်တွင်ပေးပို့ခဲ့သည့်တဝန်လွှာတွင် PIA က၎င်းတို့အားစစ်တင်နန်းသားမကဒေါ်လာရေးခရီးတွင်လိုအပ်သည့်စိတ်ရှိမှုကိုကြိုးစွမှုနှင့်အောက်တကျမှုများကို လက်ဆင့်ကမ်းပေးသည့်အတွက် AA ကိုကျေးဇူးတင်ကြောင်းဖော်ပြခဲ့သည်။ AA နှင့်အတူ၎င်းတို့တက်ဆန်းသွားမြပူပေါင်းရန်အဆင်သင့်ရှိကြောင်းလည်းဆိုခဲ့သည်။ ်ထိုအဖွဲ့အစည်းသည်အမ်းမြို့နယ်ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအေအေက ထိုးစစ်ဆင်ခဲ့ချိန်တွင် ဝင်ရောက်တိုက်ခိုက်ပေးသည့်အပြင်ရခိုင်ပြည်နယ်သို့ဥတီရေးသွားလာနေသည့်စစ်တပ်၏တပ်ကူများကိုအမ်ဘတန်ကာလန်တခြားဂျားပြတ်တိုက်ခိုက်ခြင်းဖြင့်လည်းကူညီခဲ့ကြသည် PIA အနေနဲ့30နှစ်ကိုစစ်စင်ရေးစကတဲ့ကနေအခုအထိစစ်စင်ရေးတွေတောက်လျှောက်ဝင်နေရတာရှိတယ်။ အဓိကကတော့ရခိုင်စစ်မျက်နှာမှာမဟာမိတ်တွေနဲ့တိုက်ရင်တိဆောက်တိဆောက်ရင်းနဲ့တိုက်တာပေါ့ဟုကိုမိုးနေလာကပြောသည်။တဆယ်နှစ်ကွန်စစ်စင်ရေးသည် အေအေပါဝင်သည့်ညီနောင်မဟာမိတ်သုံးဘွဲ့၏2023အောက်တိုဘာလတွင်စတင်ခဲ့သည့်ရှမ်းပြည်နယ်မြောက်ပိုင်းကထိုးစစ်ကိုရည်ညွှန်းခြင်းဖြစ်သည်။ယခုအခါအေအေကထိုးအပွဲများအရှိဆိုင်သည့်ဒေတာများသို့ထိုးပေါက်လာသည့်အခါထိုးနီးပြူဟာကြောင့်စည်ရေးအရအကျိုးအမျက်ရှိပုံပေါ်သည် ို့သောအေအေနှင့်၎င်းတို့၏မဟာမိတ်များကြားမြေကဲသို့တာဝန်ခွဲဝေကြသည်ကိုမူရှင်းလင်းစွာမသိရပေ။ဒေါ်လာရေးတက်များနှင့်ပူးပေါင်းဆောင်ရွက်မှုကို အေအေကပွင့်လင်းစွာထုတ်ပေါ်ပြောဆိုခြင်းမပြုပေ။အေတပ်ဖွဲ့၏ပြောရွေးဆိုခွင့်ရှိသူဥခိုင်ဒုခကဖရွန်တီးယား၏မှတ်ချက်ပေးရန်တောင်းဆိုမှုကိုတုံ့ပြန်ခဲ့ခြင်းမရှိပေ PIA မှာကိုမိုးနေလာကမူလေဇာမှုနဲ့စိတ်ကောင်းစိတ်တဏ္ဍာရှင်မှုတို့ပေါ်အရှိခံ၍တိဆောက်ထားသည့် အပြတ်အလန့်အကျိုးရှိသောဆက်ဆံရေးမျိုးဖြစ်ကြောင်းဆိုသည်။အဲဒီတော့တော်လရည်မှာအေအေနဲ့အပြတ်အလန့်အကျိုးပြုမှုရှိတာပေါ့။တော်လရည်လုံနေတဲ့ရဲဘော်တွေလူတွေဆိုတာက လူချင်းဝတ်တွေကိုနားလေရမယ်။ ဂျေဇူးရှိရင်ဂျေဇူးဆက်တက်ရမယ်ဒီလိုမျိုးကြည်ဝင်းတဲ့ဆိုင်တဲ့အပိုင်းတွေမှာလည်းအပြတ်အလန့်ဂျေဇူးရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းပြန်ပြီးတော့ကိုစန်းညံစွမ်းရှိတဲ့၍အေအေကိုကူညီနိုင်ဖို့စူးစမ်းသွားမှာဖြစ်တယ်လို့ကိုမိုးနေလာကပြောသည်အေနိအဆက်ဆန်ရှိသောအေယာဝတီပကိုးနှင့်မကွေးတိုင်းဒေသကြီးတို့ရှိအခြားတော်လည်ရေးတပ်များကို Frontier ကမှတ်ချက်ပေးရန်ဆက်သွယ်သည့်အခါ၎င်းတို့ကဖြေဆိုရန်ညှင်းဆိုခဲ့ကြသည် ကျွန်တော်တို့ဘက်မှာအေအေနဲ့ဆက်ဆံဆောင်ရွက်တဲ့အခြေအနေမှာကန့်သက်ချက်လေးတွေရှိနေတဲ့အတွက်လက်တလောစီးရေးနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးပါဟု NUGE AR တိုင်းစစ်တေသားတွင်အရှိဆိုင်သည့်ပြည်သူ့ကော်မတီတမတော်ပြောရွေးဆွေးနွေးရှိသူရဲဘော်ကောင်းကျော်ကပြောသည် ပြည်သူ့လူမျိုးရေးတမတော် PNA မှအမိမဖော်လို့တဲ့တပ်ဖွဲ့ဝင်တအူက AA တပ်ဖွဲ့သည်ရခိုင်နယ်စပ်တင်သားမကပဲနိုင်ငံအနှံ့ရှိလက်နက်ကင်တများအတွက်အရေးပါသည့်မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းဆိုသည်ကရင်မျိုးသားအစည်းယုံဘက်တွေကိုလည်းသူတို့ဝင်တိုက်ပေးတာတွေရှိတယ်။ရှမ်းမြောက်တိုက်ပွဲတွေမှာလည်းသူတို့ဝင်တိုက်ပေးတယ်။ PDF တွေပဲဖြစ်စေ၊ကြံတဲ့အဖွဲ့တွေကိုလည်းလိုအပ်ရင်သူတို့ကတင်နန်းပေးတာတွေရှိတယ်ဟု၎င်းကပြောသည်။ တိုက်ပွဲမှာသူတို့နိုင်ရင်ကျွန်တော်တို့နိုင်တယ်လို့ပဲခံစားရတယ်သူတို့ကိုတကယ်လဲနိုင်စေခြင်းနဲ့အေကဆက်ပြီးတော့တော်လာရေးမှာဆက်ပြီးကူညီလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ဟု၎င်းကဆက်လက်ပြောကြသည် ယမန်နီနစ်ဝက်ခန့်တွင်စစ်ကောင်စီကြာရှုံးပြီးအရေးမှကယ်တင်နိုင်ရန်တရုတ်ကမြမအရေးတွင်ပါဝင်ဆွတ်ဖက်လာခြင်းကြောင့်အေအေနှင့်မဟာမိတ်များသည်၎င်းတို့၏စစ်ရေးရည်မှန်းချက်များပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍တတိကြီးကြီးထားလာကြသည်ဟုနိုင်ငံရေးလေးလာသုံးသပ်သူတဦးက Frontier သို့ပြောသည်မီဒီယာတွေကမိတဲ့အခါနှစ်ဖက်လုံးတွန်းဆုံနေတာကဟီမန်ချက်တစ်ခုကိုတိတိကျကျပြက်ပြက်သားသားမပြောနိုင်လို့ဖြစ်ပါတယ်။အကြောင်းကတော့တရုတ်ရဲ့ဖိအားပါပဲ တရုတ်ပြည်အောက်မှာရခိုင်ပြည်နယ်အတွက်နိုင်ငံရေးအခွင့်အရေးတွေကိုစစ်ကောင်စီနဲ့ဆွေးနွေးရယူပြီး AA ကကိုကန့်တက် MND လို့တိုက်ပွဲတွေရပ်သွားနိုင်တဲ့အခြေအနေရှိနေပါတယ်။ဒါကြောင့်ပွပွလင်းလင်းမဖြစ်ကြတာလို့ယူဆပါတယ်ဟု၎င်းကပြောသည်။ ရခိုင်အမျိုးသားပါတီ AMB ဝင်လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖိတ်တန်းကမူ AA ကနိုင်ငံတော်ဝန်ကတော်လှန်ရေးတပ်များနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်နေပြီးတင်တန်းများပေးကတိုက်ပွဲအတွေ့အကြုံရရှိအောင်ကူညီပေးနေကြောင်းဆိုသည် AA မှာမဟာမိတ်အဖွဲ့တွေရှိပါတယ်အခုစစ်စင်ရေးမှာလည်းပူးပေါင်းတိုက်ခိုက်နေတဲ့တည်နေကြသိပြီးဖြစ်ပါလိမ့်မယ်မဟာမိတ်တွေနဲ့ပေါင်းစည်းခြင်းကလည်းပြည်မကအင်အားစုတွေကိုအင်အားကောင်းစေခြင်းလို့ဖြစ်ပါတယ်။ သူတို့ကိုစစ်တင်တန်းတွေပေးတယ်စစ်မြေပြင်မှာလက်တွေတိုက်တဲ့အခါမှာတိုက်ပွဲအတွေ့အကြုံရအောင်ရောပြည်မမှာဆက်ပြီးတော့မဟာမိတ်တွေတာဝန်ယူနိုင်အောင်ရောဒီလိုစဉ်းစားမှုမျိုးနဲ့လုပ်တဲ့လို့တော့မြင်ပါတယ်ဟုမြေပုံမျိုးနဲ့ပြည်သူ့လွတ်တော်အမတ်ဟောင်းဥဖေတန်းကပြောသည်အေးအေးအေးတော်လရင်မဟာမိတ်များက၎င်းတို့ကိုလှိုက်လိုက်လဲလဲကြိုးဆိုတော့လဲအေယာဝတီပကိုးနဲ့မကွေးအနောက်ပိုင်းဒေသများရှိဒေသခံအရှိုးအတွက်မူထိုကဲ့သို့မဟုတ်ခဲ့ပေ AAA ထိုးစစ်များမစတင်မီကထိုးဒေသများတွင်တိုက်ပွဲအ ਨੇ ကျင်းသာဖြစ်ခဲ့ပြီးတိုင်းပြည်၏ပြည်တွင်းစစ်မီးက၎င်းတို့ထံသို့ကူးစက်ပြန့်နှံ့ခြင်းမရှိခဲ့ပေ။ဒေသတွင်း PDF တွေကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးတို့လို ပြူစောတီတို့လိုသူတွေကိုလောက်ကျန်တပြတ်တာမျိုးတော့တခါတလေသတင်းတွေကြားရတာတော့ရှိတယ်။တိုက်ပွဲတွေဖြစ်တာကတော့အခုနောက်ပိုင်းမှာရှိလာတာဟုဗရောင်းဒေတာခန်တအူးကပြောသည် ထို့ကဲ့သို့ဗမာအများစုကြီးစိုးရာမြင်းနှိမ်မြေပြင်ဒေတာများတို့ AAE ရှင်းင်းဝင်ရောက်လာမှုအပေါ်တုံ့ပြန်မှုများကလည်းအမျိုးမျိုးအဖုံဖုံဖြစ်နေခဲ့သည် AAE ကစစ်ကောင်စီကိုဖြိုရှာရန်တော်လိုင်းရင်တက်များနဲ့အတူတကွာပူးပေါင်းဆောင်ရွက်လင်းမြေဟုမျှော်လင့်ကြောင်းဒေသခံအရှိုးက Frontier တို့ပြောသည် ဧရာဝတီဘက်အခုလိုအေးအေးရောက်လာတာကိုသဘောကျပါတယ်။မြို့ပေါ်အထက်တိုက်ပွဲတွေရောက်လာလို့စစ်ပေးရှောင်ရမယ်ဆိုလဲရှောင်ယုံပဲပေါ့။အဓိကကစစ်ကောင်စီကိုဖြုတ်ဖို့ပဲ။ကျွန်တော်တို့မြို့ပေါ်ကလူတွေလည်းစစ်ကောင်စီလက်အောက်မှာနေနေရပေမဲ့စစ်မှုထမ်းကိစ္စကြောင့်စစ်ကောင်စီကိုတော်တော်မုန်းလာကြတယ်။သူတို့အုပ်ချုပ်မှုအောက်မှာရှိနေလို့သာသူတို့ရဲ့ဌာနဆိုင်ရာလူတွေနဲ့အဆင်ပြေအောင်ပြောဆိုနေထိုင်ကြရတာဟုဟင်တတမျိုးကန်ဦးစိုးသိန်းကပြောသည်။ AA ကလည်းဆရာနာရှင်တော်လန်ရေးကိုပါဝင်နေတာ ကျွန်တော်တို့လည်းစစ်ပေးရှောင်နေရတော့ဒုက္ခတော့များတယ်ဒါပေမဲ့ပြည်သူတွေအခုလိုဒုက္ခရောက်နေရတဲ့အဓိကအကြောင်းရင်းကဆရာနာသိမ့်လို့လေဟုအခြားတနေရာတို့စစ်ပေးရှောင်နေရတဲ့ဗဒောင်းမျိုးနယ်မှာဒေသခံအမျိုးသားတအူးကပြောသည်စစ်ကိုလည်းမလိုလားဘူးစစ်ပေးရှောင်ရတာလည်းမဖြစ်ရှင်ဘူးဒါပေမဲ့ဖြစ်လာရင်တော့ရင်ဆိုင်ကြုံပေါ့မကွေးကိုအေးဝင်လာတဲ့အပေါ်ကျွန်တော်တယောက်တည်းအမြင်ကတော့ကောင်းပါတယ် သူလည်းစစ်ကောင်စီကို တိုက်နေတာပဲလေဟု၎င်းကဆက်လက်ပြောကြသည်လူတိုင်းကတော့ထောက်ခံအားပေးသည်မဟုတ်အရှိုးကမူစစ်ကောင်စီကိုယွန်ရှာမုံသည့်တိုင်အောင်တိုက်ပွဲများကြောင့်ရှောင်လွဲရေးမရသည့်ထိခိုက်ဆုံးရှုံးမှုများကိုပူပန်နေကြသည် အေအေကအေယော်ရီဘက်ရောက်လာတာကိုကျွန်တော်ကဘာမှမပြောလို့ဘူးဒါပေမဲ့ငြင်းငြင်းကြက်ကြက်နဲ့လောက်ကင်စားတော့ရှင်လို့အခုလိုကာလာကြီးကိုအ мян ပြီးစေခြင်းပြီဟုညမကြမီကစစ်ပေးရှောင်းလာသည့်လေးမျက်နှာမျိုးနေမှဒေသခံတအူးကပြောသည်စစ်တပ်ကလေကြောင်းအသာစီးမှုရှိတဲ့ဖြင့်စစ်ကောင်စီကိုဖြိုရှာရန်တော်လိုင်းရေးအဖွဲ့အစည်းများအတွက်ခက်ခဲနိုင်သည်ဟု၎င်းကဆိုသည်စစ်တပ်ကလေကြောင်းတိုက်ခိုက်တာတွေလုပ်နိုင်တဲ့ စစ်တပ်ကပြည်သူတွေရဲ့မျက်နှာကိုကြည့်နေမှာမဟုတ်ဘူးမနိုင်နိုင်တဲ့နည်းနဲ့တိုက်မှာပဲဒီလေကြောင်းတိုက်ခိုက်တာတွေကို PDF တွေကမကာကွယ်နိုင်တဲ့၍ပြည်သူတွေကလည်းသိနေကြရအောင်မှာပဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အေအေမကလို့ဘယ်အဖွဲ့ကပဲသူတို့ကိုကူကူစစ်တပ်ကိုနိုင်ဖို့မလွယ်ဘူးဒီတော့သူတို့ကြားညင်နိုင်တာပဲဖြစ်ဖြစ်တခုခုလုံးမှဒီကာလာကြီးကအမြန်ပြီးမဲ့ထင်တာပဲဒီတိုင်းဆိုရင်တော့ပြီးဖို့မလွယ်ဘူးလို့၎င်းကဆက်ပြောသည် ဆစ်ဆောင်နေရသည့်ဗဒောင်းမျိုးနယ်မှာဒေသခံအမျိုးသမီးတဦးကလည်းဤသို့ညင်းညူသည်တခါတလေတွေးမိတဲ့ကျမတို့မှာအခုလိုကိုယ့်အိမ်ကိုယ်ရာတွေစွန်ပြီးထွက်ပြေးနေရတာဘယ်ဘဝကဝစ်ကြွေးတွေများရှိလို့ပါလေလို့မိသားစုရှေရီကတော့တွေးကြည့်လို့တော့မရဘူးအခုထိပါလို့လို့ပါကံရမှန်းမသိဘူးတိုက်ပွဲတွေအကြောင်းတော့မပြောတတ်ဘူးနားလည်းမလဲဘူးအဲ့အမြန်ပြန်ကျင်တာပဲသိတယ် အေအေနဲ့တော်လည်းတဖွဲ့များကိုလည်းမထောက်ခံဘူးစစ်တပ်ကိုလည်းမထောက်ခံဘူးကျမတို့ကိုဒုက္ခပေးတဲ့ဘယ်အဖွဲ့မှမထောက်ခံဘူးကျမတို့ကအေးအေးကြမ်းကြမ်းပဲနေနေတာဟုထိုအမျိုးသမီးကဆက်လက်ပြောကြသည်ရိုးမတောင်တန်းချင်းများတီရှိရာ အရက်ဒေသများသို့ထိုးစစ်ဆင်လာသည့်အေအေအီရေမှန်းချက်များနဲ့ဝခိုင်ကိုကြော်လွန်၍အကွာအဝေးမြေများထိထိုးပွားဝင်ရောက်လာမည်နှင့်ပတ်သက်၍မိကုံးများထွက်ပေါ်လာသည် လေးလာသုံးသက်သူများနှင့်စောင့်ကြည့်သူများကမူ AAD ရခိုင်ပြည်နယ်အနီးတစ်ဝိုက်တွင်ဂျားခန်နယ်မြေတစ်ခုဖော်ဆောင်ရက်နှင့်ရခိုင်ကိုမြမပြည်အလဲပိုင်းနှင့်ဆက်သွယ်ပေးထားသည့်အဝေးပြေးလက်မကြီးသုံးခုကိုအခိုင်အမာထိန်းချုပ်ရန်ရည်မှန်းသည်ဟုဆိုကြသည်ထို့ပြင်မကွေးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်တည်ရှိသော အရေးအတွက်နှစ်ဒါဇင်ခန့်ရှိသည့်ကာကွယ်ရေးပစ္စည်းစက်ရုံများညွှန်ကြားရေးမူလအောက်ကကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆာများသည်လည်းထင်ရှားသောပြစ်မှတ်များဖြစ်နိုင်ပေသည် တိုက်ပွဲများသည်ပဒေါမျိုးနှင့်အုတ်ရှိပင်မျိုးအနေဖြင့်ကြီးစံရမ်းမုတ်ကော်တာယန်စိန်ပြောင်းနှင့်လေးမြင့်ဒုံးကြီးများထုတ်လို့ရာဆက်ယုံ၅ခုအပါအဝင်ဆက်ယုံများအနီးသို့ပင်ရောက်ရှိလာပြီဖြစ်သည်စီရဲရီမှန်ချက်အရအေအေအနေနဲ့တီမားကိုတိုက်တဲ့နေရာမှာရန်သူရဲ့အဓိက တောက်တိုင်နေရာတွေကိုတော့ဖြိုရမယ်ကပ္ပဆာဆက်ယုံတွေလည်းတိုက်မှာပဲဒါကတော့တည်ကြပါတယ်ဒါကတနိုင်ကလုံးအတွက်တော်လိုင်းရေးအတွက်မဖြစ်မနေလိုအပ်ပါတယ် ကြောင့်ကပ္ပစဆက်ယုံတွေကိုလည်းမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်မယ်လို့မြင်နေရတဲ့ဟုဥဖေတန်းကသုံးသပ်သည်။ PNE ရဲဘော်ကကပ္ပစဆက်ယုံများသည်အရေးပါသည့်ပြစ်မှတ်များဖြစ်ကြောင်းအဆိုကိုသဘောတူသည်။ဒီကပါစားဆက်ယုံတွေကထုတ်တဲ့ပစ္စည်းတွေနဲ့မကွေးတိုင်းနဲ့ပဲခူးတိုင်းကိုရှိန်မုံနိုင်မယ်ဆိုရင်ရန်ကုန်တိုင်းနဲ့နေပြည်တော်ကိုလည်းရှိန်မုံနိုင်ပြီးအဲ့ဒီလိုဆိုရင်တော်လိုင်းရေးအောင်မြင်ဖို့ကလည်းနီးလာပြီပေါ့ဟုထိုရဲဘော်ကပြောသည် သို့သောဗမာအများစုရှိရာဒေသများရှိစစ်ကောင်စီကိုတိုက်ခိုက်ရှင်မုံရန် AA ကတော်လရေးတပ်များအားကုညီပံ့ပိုးလိုသည်ဟုယုံကြည်ကြောင်းလဲထိုပီအန်နီရဲဘော်ကပြောသည် AA ရဲ့ရှေ့လန်းတွေကိုအတိအကျမသိရပေမဲ့သူတို့ကဗမာတပြည်လုံးလွတ်မြောက်ဖို့အတွက်တော့ကောင်းချင်းနေယူလာပေးမယ်လို့ယုံကြည်တယ်မျော်လဲမျော်လဲနေလို့၎င်းကပြောသည် ဒေသခံအများစုကမူအေအေအဖွဲတွင်မြမပြည်အလဲပိုင်းတို့ရှိတက်ကနေပြီးတော့ရှိစစ်ဗိုလ်ချုပ်များပြုတ်ကြသည့်အထိစီရေးရိမ်မှန်ချက်မရှိနိုင်ကြောင်းတရှိန်ချင်းတွင်စစ်တပ်နှင့်အပေးအယူလို့၍အပြည့်အခက်ရစဲနိုင်ွယ်ရှိကြောင်းဆိုသည်ထို့သော စစ်ကောင်စီကိုတိုက်ခိုက်နေသည့်တော်လရေးတပ်ဖွဲ့များကိုအေအေကဆက်လက်ကူညီမိဟုယုံကြည်ကြောင်း၎င်းတို့ကဆိုသည်အေအေကသူတို့ရဲ့ရခိုင်ပြည်နယ်ကိုကာကွယ်ဖို့အတွက် ဒီဘက်ကိုပူပူတတလေးရှဲလာတယ်လို့ပဲထင်တယ်ဟုဗထောင်းမျိုးနယ်အုံရှိပင်မျိုးကံအမျိုးသားတဦးကပြောသည်အေအေကကိုကန်တပ်ဖွဲ့လိုမျိုးစစ်ကောင်စီနဲ့ဆွေးနွေးတာမျိုးကဖြစ်လာနိုင်တယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ခြင်းမှုအစင်းသရှိတယ်လို့စာထုတ်ခဲ့ဘူးတယ်။အခုရှက်ရှင်းမဟုတ်တော့နောက်တစ်ချိန်မှာအေအေကစစ်ကောင်စီနဲ့ဆွေးနွေးတာတွေက ဖြစ်လာနိုင်တယ်။ ဒါပေမဲ့သူတို့ကတော်လည်းအောင်မြင်ဖို့တော့ရတဲ့နီးနဲ့အဆုံးထိပါဝင်ပေးမယ်လို့တော့ထင်ပါတယ်။ဥပမာတော်လည်းတပွဲတွေကိုလက်နဲ့ထောက်ပံ့တာပဲဖြစ်ဖြစ်စစ်တင်နံပေးတာပဲဖြစ်ဖြစ်ပေါ့ဟု၎င်းကပြောသည်။မကွေးတိုင်းဒေသကြီးအတွင်းနေထိုင်သည့်ဒေသခံတအူးကလည်းထိုအချက်ကိုသဘောတူသည်။အေအေကစစ်ကောင်စီနှင့်အပြစ်အခက်ရဆွဲရေးဆွေးနွေးမှုများစတင်ခဲ့မည်ဆိုရင်တောင်တော်လည်ရင်မဟာမိတ်များကိုဆက်လက်ထောက်ပံ့လိမ့်မည်ဟုယုံကြည်ကြ၎င်းကဆိုသည်။ တော်လရေးအောင်မြင်မှုအထီးတော့အေအေကတော်လရေးတပ်ဖွဲ့တွေကိုဆက်ပြီးကူညီမယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကလည်းစစ်ကောင်စီမကောင်းဘူးဆိုတာသိနေတာပဲ။သူတို့အဲ့ဒီလောက်ကြီးထီတော့ကျွန်တော်တို့ပြည်မှာကပြည်သူတွေကို မျက်ကွယ်မပြုလောက်ဘူးထင်တာပဲဟု၎င်းကပြောသည်။အပြစ်ရဆွေးနွေးမှုများဖြစ်လာနိုင်ပြီး၎င်း၏နိုင်ငံရေးရည်မှန်းချက်များအောင်မြင်နိုင်ဖို့ဆိုရင်စစ်တပ်ကိုစစ်မြေပြင်တွင်အနိုင်ယူခြင်းကလွဲ၍အေအေအတွက်အရှာနီလမ်းမရှိဟုဥပေတန်းကဆိုသည် အေအေကတော့သူ့ရည်မှန်းချက်ကဆရာနာရှင်စနစ်အပီးတိုင်းရှုံငင်းရေးစစ်တပ်ရှိနေတဲ့၍ဆရာနာရှင်စနစ်ရှိနေမယ်ဘယ်တော့မှဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမဖြစ်နိုင်ဘူးဆိုတာကိုသူတို့ဘက်ကခိုင်မာတွေးခေါ်မှုတွေရှိပါတယ်ဆုံးဖြတ်ချက်တွေရှိပါတယ်ဒါကြောင့်သူ့အနေနဲ့ပြည်မအထေတိုက်စည်းဖွင့်ပြီးတော့လှုပ်တဲ့နေရာမှာရခိုင်ပြည်ကိုကာကွယ်ရုံမကဘူးပြည်မကမဟာမိတ်တွေနဲ့ပေါင်းပြီးတော့ဆရာနာရှင် လုံးဝကြာရှုံးတဲ့အထေ တိုက်ပွဲဝင်ဖို့ကလည်းအဓိကအချက်ဖြစ်ပါတယ်ဟုဥပေတန်းကပြောသည်။မက်စလာတဲကဆစ်ဆောင်နေရသည့်လေးမျက်နှာနဲ့ခံဥစိန်မြင့်ကတော့တိုက်ပွဲများသည့်အချိန်တို့အတွင်ပြီးဆုံးလိမ့်မည်မဟုတ်ဟုယူဆထားသည်။တောက်လောင်နေသောပြည်တွင်းစစ်မီအတွက်၎င်းကအေအေထက်စစ်တပ်ကိုသာအပြစ်တင်နေပြီး၎င်းတို့၏အနာဂတ်အတွက်လည်းပူပန်နေသည်။ကျွန်တော်ကတော့ဒီတော်လန်၏အမြန်ပြီးစေချင်တာပဲ။တော်လိုက်ကြလေပြည်သူတွေမှာထိခိုက်ဆုံးရှုံးမှုများလေပဲဟုဥစိန်မြင့်ကပြောသည်